ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ီနေ့သတင်းတွေထဲမှာတော့ရုရှားနိုင်ငံကဖိတ်ကြားထားတဲ့မဟာအောင်ပွဲနေ့အခမ်းအနားကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်ကတက်ရောက်မယ်လို့ထုတ်ပြန်ပါတယ်။ဗိုလ်မူကြီးစောချစ်သူနဲ့သူ့ရဲ့သားနှစ်ယောက်တို့ကိုအမေရိကန်ကပိတ်ဆို့အရေးယူမှုတွေလုပ်လိုက်ပါတယ်။ထိုင်းလာအိုနယ်ဆက်ကတိုက်ပွဲအကြောင်းနောက်ပြီးတော့မေလ9ရက်နေ့မှာပုတ်ရဟန်းမင်းအစ်စ်ရွေးချယ်မှုကိုစတင်တော့မယ့်အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ အခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ။ရှစ်ကောင်းဆောင်ဗိုလ်ချုပ်မူဂျီမဲအောင်လိုင်ကရုရှားနိုင်ငံကဖိတ်ကြားထားတဲ့မဟာအောင်ပွဲနေ့အခမ်းအနားကိုတက်ရောက်သွားမယ်လို့စစ်ကောင်စီရဲ့မီဒီယာတွေကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သူနဲ့အတူသူ့ရဲ့ဇနီးဖြစ်တဲ့ဒေါ်ကျန်ကျန်လည်းသွားမှာဖြစ်ပါတယ်။ရုရှားဟာဒုတိယကမ္ဘာစစ်အတွင်းမှာဥရောပကနာဇီဂျာမနီကိုစစ်နိုင်တဲ့အထိတ်အမှန်နှစ်80မြောက်အခမ်းအနားကိုကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။မြန်မာစစ်တပ်ကတစ်ဖွဲ့တစ်ဖွဲ့ရလဲရုရှားရဲ့မဟာအောင်ပွဲ နေ့စီးပြအခမ်းအနားမှာပါဝင်ဆင်နွှဲဖို့ရှိနေပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့မြောက်ရီကကရင်ဘူမူကြီးတယောက်ကိုစစ်ကောင်စီကပိတ်ဆို့အရေးယူလိုက်တဲ့အကြောင်းမှာဒီအရင်နှုန်းက DKB ရဲ့အဖွဲ့နဲ့နိုင်စားဆောင်တပ်ဖွဲ့ BGF ကခေါင်းဆောင်တယောက်ဖြစ်ပြီးတော့အခုခါမှာဆိုရင်တော့ကရင်အမျိုးသားတပ်မတော် KNA လို့ကြောင်းလဲဖွဲ့စည်းလိုက်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘူမူကြီးစောချစ်သူကိုအမေရိကန်ကပိတ်ဆို့အရေးယူလိုက်တာဖြစ်ပါတယ်။ဒီအမေရိကန်ဗန်နာရေးဌာနရဲ့နိုင်ငံခြားပိုင်ဆ sai mu thanh châu yêu OFAC ကနေပြီးတော့ကရင်အမျိုးသားတက်မတော့ KNA တက်ဖွဲ့နောက်ပြီးတော့ KNA ကဗိုလ်မှူးကြီးစောချစ်သူနဲ့သူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ဒီစော 2A မူနဲ့စောချစ်ချစ်တို့ကိုပိတ်ဆို့အရေးယူမှုတွေလုပ်လိုက်တာဖြစ်ပါတယ်။မြောက်ပြည်နယ်စပ်မှာရှိတဲ့ကြားဖြတ်လို့လူသိများတဲ့ဒီ online ငွေလိမ်ခိုင်းတွေနဲ့ဆက်ဆက်နေတာကြောင့်အခုလိုမျိုးအရေးယူလိုက်တာဖြစ်တယ်လို့ OFAC အဖွဲ့ကထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကငွေလိမ်ခိုင်းတွေဟာအမေရိကန်နိုင်ငံသားတွေစီကနေလဲငွေကြေးအမြောက် ောက်များကိုလိမ်လည်ခဲ့တာမို့လို့အခုလိုမျိုးအေးအေးယူပိတ်ပင်လိုက်တာဖြစ်တယ်လို့ဆိုပါရယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျမတို့ဒီပျော်စရာမကောင်းတဲ့နိုင်ရေးသတင်းတစ်ပုဒ်ကိုပြောပြပါမယ်ရခိုင်လွတ်တော်ကိုယ်စားလှယ်ဟောင်းလေးဖြစ်နောက်ပြီးတော့ဒီလက်ရှိမှာရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ရဲ့နိုင်ငံရေးမှူးလည်းဖြစ်တဲ့ဦးဦးဦးလာစောပေါ့နော်ဒီကြပြဆရာလည်းဖြစ်တဲ့ဒီမောင်ခိုင်အောင်ဟာကွယ်လွန်သွားခဲ့ပါတယ်ဦးဦးလာစောဟာအသက်82နှစ်အရွယ်မှာလေကြောင်းကင်ဆာရောဂါနဲ့ မနေ့ကညတကောင်မတိုင်ခင်မှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သူဟာဆိုရင်အာနာမသိန်းခင်ကဒီရခိုင်အမျိုးသားအဖွဲ့ချုပ် ANP ရဲ့မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တယောက်ဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့ ကျမတို့တရင်သမားတွေအပေါ်မှာဆိုလို့ရှိရင်လည်းအမြဲတမ်းစိတ်ရှိရှိနဲ့ကြိုက်တဲ့ချိန်ဖုန်းဆက်လိုက်လို့ရှိရင်ဒီအင်တာဗျူးပေးတာဖြေကြားပေးတာသူ့ရဲ့အမြင်သဘောထားတွေသုံးသပ်ချက်တွေကိုတက်တက်ကြွကြနဲ့ပေးတဲ့သူတယောက်လည်းဖြစ်ပါတယ်။ကွယ်လွန်တဲ့အချိန်မှာတော့ဦးဦးလာစွန်ဟာအရခတ်တက်တော်အေအေထိမ့်ချုပ်ထားတဲ့လွတ်မြောက်နေနေတနေရာမှာနေထိုင်နေခဲ့တာဖြစ်ပါတယ်။ ီတော့ကမ္ဘာနဲ့ဒေတာတွင်းကသတင်းတွေကိုပြောပြပါမယ်ပထမဆုံးတော့ဒေတာတွင်းကသတင်းတစ်ပုဒ်ကိုစပါမယ်ဒီ ASEAN Plus 3လို့ခေါ်တဲ့ဂျပန်တရုတ်တောင်ကိုရီးယားနဲ့ ASEAN ဆယ်နိုင်ငံတို့ဟာအရေးပေါ်အခြေအနေမှာငွေကြေးလုံခြုံမှုရှိနိုင်ဖို့ငွေကြေးအဖွဲ့အစည်းတရက်ကိုထူထောင်နိုင်ခဲ့ကြပါတယ်ကမ္ဘာတဝန်းကူးစက်ရောဂါနဲ့သဘာဝဘေးအန္တရာယ်တွေကြောင့်ဒီအကျက်တဲတွေကြုံရလို့ရှိရင်ဒီမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်ဖို့အတွက်ငွေချင်းကပေးနိုင်မဲ့ရန်ပုံငွေအဖွဲ့ကိုထူထောင်သွားမှာဖြစ် ်ပါတယ်။အာဆီယံ +3 ဘဏ္ဍာရေးခေါင်းဆောင်တွေဟာအီတလီနိုင်ငံမီလန်မြို့မှာတွေ့ဆုံခဲ့ကြပြီးတော့သူတို့ရဲ့ငွေကြေးတွေကိုအလွယ်တကူလွှဲပြောင်းလဲလှယ်နိုင်ဖို့ငွေကြေးအဖွဲ့အစည်းတရက်ကိုထူထောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကိုတော့ Chimai Initiative Multilateralization နိုင်ငံပေါင်းစုံဘေးတိုက်ဆက်ဆက်ရေးချင်းမိုင်အစာပြုမှုလို့ခေါ်တဲ့အစီအစဉ်အောက်မှာဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းလာအိုတိုက်ပွဲအကြောင်းဖြစ်ပါတယ်။အမည်မသိလက်နက်ကန်အဖွဲ့တစ်ဖွဲ့ဟာဆိုရင်ထိုင်းလာအိုနယ်စပ်မှာရှိနေတဲ့ဒီလာအိုစစ်တပ်စခန်းတွေကိုဝင်ရောက်ပစ်ခတ်ခဲ့ရမှာတော့အ ਨੇ ဆုံးလာအိုစစ်သား၂ယောက်ပေဆုံးသွားခဲ့တယ်လို့သတင်းရှင်းသတင်းစာမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံချင်းနိုင်ခရိုင်ဒီဝင်းခန်မြို့နယ်နဲ့မျက်နှာချင်းဆိုင်ပေါ့နော်ဒီမဲခေါမြို့ဟူပတ်ကန်းကလာအိုနိုင်ငံတဲမှာမေလ9ရက်နေ့ကဖြစ်ပွားခဲ့တာပါ။ကြီးစံတချို့ကတော့ထိုင်းနေမြေတွေကိုကြားခဲ့ မဲ့ထိုင်းဘက်မှာတော့လူထိခိုက်တာမျိုးမရှိဘူးလို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။နေဆက်မှာထိုင်းဘက်ကလုံခြုံရေးတွေကိုလည်းတူးမြင့်ချထားလိုက်ပါတယ်။ဘသူလက်ချက်ဆိုတာကိုတိတိကျကျမသိသေးပေမဲ့ဒီထိုင်းနိုင်ငံဘက်ကသုံးသက်သူတွေကတော့မူရဲ့စေဝါနဲ့ပတ်သက်တယ်လို့ထင်ကြီးပေးနေကြပါတယ်။မကြခင်ရက်တွေကပဲဒီလာအိုအာဏာပိုင်တွေဟာအဲ့ဒီဒေသတွေမှာစိတ်ကြွစေပြနှစ်တန်းကိုဖန်စီရမိခဲ့ပါတယ်။မနက်ပြန်မေလ9ရက်နေ့မှာတော့ဒီရဟန်းမင်းကြီးအစ်စ်ရွေးချယ်မှုကိုစတင်တော့မှာဖြစ်ပါတယ်။ ရမ်းမင်းကြီးဖြစ်လာနိုင်တယ်လို့တစ်ပြေးနေတဲ့ကာဒီနယ်15ယောက်ထဲမှာတော့ဒီမြန်မာနိုင်ငံကကာဒီနယ်ချားစ်မောင်ဘူလည်းပါဝင်နေပါတယ်။နောက်ထပ်အာရှကကာဒီနယ်တယောက်ကတော့ဖလော့ပိုင်းကကာဒီနယ်ဖြစ်ပါတယ်။ပုတ်ရမ်းမင်းကြီးကွယ်လို့နော်ဒါမှမဟုတ်ကျမတို့ခရစ်ယာန်တွေရဲ့အခေါ်အရဆိုလို့ရှိရင်တော့ခရစ်တော်နဲ့အိပ်ပျော်သွားခဲ့ရင်ဒါမှမဟုတ်အเจ้าအမျိုးမျိုးကြောင့်နှုတ်ထွက်သွားခဲ့ရင်နောက်ထပ်ပုတ်ရမ်းမင်းတစ်ပါးကိုရွေးချယ်ရပါတယ်။ ပုံယဟမဲအတစ်ကိုကက်သလစ်ဘာသာဝင် အမျိုးသားတိုင်းရွေးချယ်ခံပိုင်ခွင့်ရှိတယ်ဆိုပေမဲ့ပုံမှန်အားဖြင့်တော့ယဟန်မင်းကြီးရဲ့ကိုယ်စားလှယ်ကာဒီနယ်ရီချဲကနေပဲကျမတို့ရွေးချယ်လေးရှိပါတယ်။ပုံယဟမင်းကြီးကိုစတင်ရွေးချယ်မဲ့နေ့မတိုင်ခင်မှာကဘာအနက်မှာရှိတဲ့ကာဒီနယ်ရီအားလုံးဟာဒီပုံယဟမင်းကြီးရုံးဆိုင်ရာ ဗာတီကန်စီးတီးကိုလာကြရပါတယ်လောလောဆယ်မှာတော့ကာဒီနယ်ဒီ135ယောက်ရှိနေပါတယ်အဲ့ဒီကာဒီနယ်တွေဟာပထမနေ့မှာပဲစစ်စင်းလို့ခေါ်တဲ့ဘုရားကျောင်းဆောင်ထဲမှာစုဝေးပြီးတော့ဆွတောင်းပြီးယဟန်မင်းကြီးအစ်စ်ကိုမဲပေးရွေးချယ်ပါတယ်မဲအရေအတွက်85ရာခိုင်နှုန်းနဲ့အထက်ရတဲ့သူကယဟန်မင်းကြီးအစ်စ်ဖြစ်လာမှာဖြစ်ပါတယ်ပုံယဟန်မင်းကြီးရွေးချယ်မှုမပြီးမချင်းကာဒီနယ်တွေအားလုံးကစစ်စင်းကျောင်းတော်ကြီးတွေကပြန်ထွက်လို့မရပါဘူးအကြဆုံးယဟန်မင်းရွေး းချဲ့မှုကတော့3လအထိကြာခဲ့ပူပါတယ်။နောက်ဆုံးတစ်ခုကတော့ကျမတို့ဒီထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ဒီမဲဆောက်မြို့ကမြန်မာတွေအဲဒီရင်တထိတ်ထိတ်နဲ့ဆောက်ပြီးတော့နားထောင်ကြရတဲ့တည်မှာမဲဆောက်မြို့နယ်ဒီအာချစ်စပန်လို့ခေါ်တဲ့မြို့နယ်ဖွင့်ချူရေးရုံးရှိကဓာတ်ဆီဆိုင်မှာဒီကနေ့မနေ့စောစောကဒီတနက်သမားတယောက်ကအချင်းအတော်ကြာအောင်တနက်နဲ့ပြစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။တိတ်မကြခင်မှာပဲအဲ့ဒီတနက်သမားကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်နေပါတယ်။ပြစ်ခတ်မှုဖြစ်နေတဲ့ကြားကကျွန်တော် ားလို့မြန်မာတွေရဲ့စိုးရိမ်မှုတစ်ခုကတော့ဒီတနက်သမားဟာမြန်မာဖြစ်နေမှာကိုစိုးရိမ်နေကြတာပါတကယ်လို့များမြန်မာဖြစ်ခဲ့ရင်အထိုင်းအာဏာပိုင်တွေကမဲဆောက်မှာနေထိုင်နေတဲ့မြန်မာတွေပေါ်လုံခြုံရေးအစီအမံတွေတိုးမြင့်လာမှာကိုစိုးရိမ်ကြတာဖြစ်ပါတယ်ဆိုတော့သတင်းတွေတက်လာတဲ့အချိန်မှာပဲတနက်သမားကမဲဆောက်မြို့နားမှာရှိတဲ့မဲလက်မှတ်ဆိုတဲ့နေရာကဟိုထိုင်းနိုင်ငံသားစိတ်ဝေဒနာရှင်တယောက်ဖြစ်နေတယ်ဆိုတဲ့အတွက်ကျွန်တော်တို့မြန်မာတွေအားလုံးတက်ပြင်းချလိုက်နိုင်ပါတယ် you ီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကို NMG ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့သတင်းဌာနရဲ့ podcast ချုပ်လင်းချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချမ်းမြေကြပါစေရှင်